ဆိုင်ရင်သူဆရာတက်လုံးရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကကိုတွင်းအန်ရင်ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးကြပါမယ်။ကျမတို့စာဖတ်သူခွန်ရှာချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရရှင်။ကိုတွင်းအန်ရင်များစွာသောစီးပွားရေးလောကမှာအုပ်ချုပ်သူတွေလုပ်ငန်းအနေနဲ့စိုးမိုးအုပ်ချုပ်ရတဲ့သူတွေဟာမိမိတို့ရဲ့စိတ်ခံစားချက်တွေကိုမထိန်းချုပ်နိုင်လို့မိမိတို့ရဲ့ ပရိယေတနာလုပ်ငန်းဘဝမှာတင်းမောပြတ်တလို့ဒုက္ခနဲ့ကြုံတွေ့ကြရပါတယ်။ဒါကြောင့်စိတ်ခံစားမှုတွေအထူးသဖြင့်အစိုးသဘောကိုဆောင်တဲ့အမျက်ဒေါသ၊စိုးရိမ်သောကဝမ်းနေခြင်း၊မုန်တီးခြင်း၊အားငယ်ခြင်းစတဲ့စိတ်ခံစားမှုစိတ်အနေအထားတွေကိုထိမ့်ချုပ်ကြက်မက်ပေးသင်းလာပါတယ်။ဘာမဟုတ်တာကလေးနဲ့အစိုးဝါးတဲ့စိတ်ခံစားမှုကိုကြီးမားလာအောင်လှုပ်ပေးလိုက်ခြင်းအဖြစ်အနစ်နဲ့အလားလာတိဆောက်ခဲ့ရတဲ့အရာက မျက်စိတမိတ်မျက်တစ်ပြက်အတွင်းပြိုကွဲပျက်စီးသွားရပါတယ်။မှန်ပါတယ်။စိတ်ခံစားမှုအနေအထားတွေကကိုယ်တွင်းအနေရဖြစ်လာနိုင်ပါတယ်။ဒုတိုင်အောင်ဝန်ခံရပါမယ်။မိမိကိုမိမိထိန်းကွက်ခြင်းမိမိကိုမိမိစီစနစ်ချမှတ်ပေးခြင်းတွေကလွယ်ကူတဲ့လုပ်ငန်းမဟုတ်ဘူးဆိုတာဝန်ခံရပါမယ်။ဒါပေမဲ့လည်းအဲဒီလိုမထိန်းကွက်နိုင်ခြင်းစီစနစ်ချမှတ်မပေးနိုင်ခြင်းစတာတွေက ျွန်ုပ်တို့ရဲ့အတုံးဝင်မှုနဲ့ကျွန်ုပ်တို့ရဲ့အနာဂတ်ပျော်ရွှင်ရေးတွေအတွက်သာမကကျွန်ုပ်တို့ကိုယ်၌အတွက်ပင်လည်းအနည်းငယ်ပြုတ်နိုင်ပါတယ်။အမှန်ဆိုရင်လူတွေမှာစိတ်ခံစားမှုဆိုပြီးရှိနေရတာကိုယ်ခန္ဓာကိုတောအားပေးဖို့ဖြစ်ပါတယ်။ရုပ်ခန္ဓာနဲ့အဝါကိုနေသွားရတယ်။စိတ်ဟာစွမ်းအင်ရဲ့ပင်ရင်ထွက်ပေါ်ရာဖြစ်ပါတယ်။ဒါပေမဲ့စိတ်ကရုပ်ခန္ဓာကိုမောင်းနှင်ဖို့အတွက်ထွက်ပေါ်လာတဲ့စွမ်းအင်ကတော့ စိတ်ခံစားမှု စိတ်အနေ အထားပဲဖြစ်ပါတော့တယ်။ထိန်းကုတ်ထားတဲ့စွမ်းအင်ကဖန်တီးစွမ်းအားဖြစ်ပါတယ်။ဗယံပရာအထိန်အကုတ်မဲ့လွတ်ထားတဲ့စွမ်းအင်ကကာယကံရှင်ကိုအနည်းငယ်ပြုတ်နိုင်တယ်။များသောအားဖြင့်ကျွန်ုပ်တို့ဟာမိမိကိုမိမိအလျှော့ပေးတတ်ကြတယ်၊အလိုလိုက်တတ်ကြတယ်၊ခွင့်လွတ်လွယ်တတ်ကြပါတယ်။ဒါကျွန်ုပ်ဝတီဖြစ်နေပြီးဘယ်တတ်နိုင်မလဲ။စသဖြင့်မိမိရဲ့ပျော်ညံ့ွက်ကိုအတိမတ်ပြုလက်ခံကြပြီးတော့ ကန္နာဝိညာဉ်ပမာကုသလို့မရတော့တယ်လို့လက်ခံနေကြတယ်။ညင်ဖြစ်ပါစေ၊ဇယိုက်ဖြစ်ပါစေပြုပြင်လို့စိတ်ရှိပြီးစိတ်ပိုင်းဖြတ်ခါပြုပြင်မယ်ဆိုရင် အစ်စ်အမျိုးမျိုးသာရှိခြင်းရှိမယ်။ပြုပြင်လို့ရတာကြီးပဲဖြစ်ပါတယ်။ပြုပြင်လို့ရဲ့စိတ်ဆန္ဒပြင်းပြဖို့တော့လိုတယ်။စိတ်ခံစားမှုဟာစွမ်းအင်ကြီးမားပါတယ်။စိတ်ထောင်းရင်ကိုကြည်ဆိုရမှာစိတ်ဆိုတာစိတ်ခံစားမှုစိတ်အနေထောင်းဆိုလိုပါတယ်။ တကယ်တော့လူဟာကိုဖြစ်ချင်လို့ဖြစ်နေတာပဲဖြစ်တယ်။ရှင်းရှင်းပြောရရင်ကိုကြည်တယ်ဆိုရင်မိမိကိုယ်နိုင်ကအကြည်ခံနေခြင်းလို့သာကြည်ရခြင်းဖြစ်ပါတယ်။အကြည်မခံခြင်းသာသာမှန်ပါစေ။စိတ်ကို အထောင်းမခိုင်းပါနဲ့။သို့မဟုတ် ထောင်းနေတဲ့စိတ်ခံစားမှုပျောက်သွားဖြောက်ပစ်ပါမယ်။တရားသိရဲ့စိတ်ခံစားမှုတွေရဲ့သခင်သားဖြစ်ပါတယ်။တို့ရဲ့ကြီးကျုံမဟုတ်ပါဘူး။လူရဲ့ဇယိုက်တဲ့ရံကတစ်ခုနဲ့တစ်ခုစန့်ကျင်တိုက်ခိုက်နေတဲ့စိတ်ဇောတွေ ဝေးရပါညင်နေစိတ်ခံစားမှုတွေစိတ်အနေအထားတွေနဲ့ဖွဲ့စည်းထားပါတယ်။ဒါကြောင့်ကျွန်ုပ်တို့မှာကိုယ်တွင်း၌တစ်ခုဟာတစ်ခုကိုအနိုင်ယူနေတဲ့ပြည်တွင်းစစ်ကြီးနဲ့ဘဝမှာနေထိုင်သွားကြရပါတယ်။သူတို့ကိုထိန်းကွပ်ဖို့မရှိတော့ဘူးလား။သူတို့ရဲ့ပရိပခဖြစ်မှုမှာဖြန့်ပြေးပေးမဲ့ထိုင်လူကြီးမရှိတော့ဘူးလား။ရှိကြပါတယ်။အဲ့ဒီတမာရီလူကြီးတွေကတော့စင်ကျင်တုံတရားတိတ်ခါစိတ်စိတ်ပိုင်းဖြတ်မှုလိုပဲဖြစ်ပါတယ်။ စိတ်ပိုင်းဖြတ်မှုရဲ့လုပ်ငန်းကတော့အချင်းချင်းစန့်ကျင်တိုက်ခိုက်နေကြတဲ့စိတ်ဇောတွေကိုအားညီအောင်ညှိပေးတာပဲဖြစ်ပါတယ်။စိတ်ပိုင်းဖြတ်မှုဟာစွမ်းအင်ရဲ့ပင်ရင်းဖြစ်တယ်။လူဟာသူ့ရဲ့စိတ်ကဘာလုပ်ချင်လဲ၊ဘာဖြစ်ချင်လဲဆိုပြီးတော့တတ်မှတ်ပိုင်းချထားတဲ့အတိုင်းလုပ်ရတယ်၊ဖြစ်ရတယ်။ဒါကြောင့်မိမိရဲ့အကျင့်စရိုက်တွေကိုပြုပြင်ပြင်ဆင်ပြီးကိုယ်ရည်ကိုယ်သွင်းတဲ့စရိုက်တောင်ပုံစံကောင်းသုံးလုပ်လိုတယ်ဆိုရင်စိတ်ပိုင်းဖြတ်မှုနဲ့စိတ်ကူးအာရုံ ပုံဖော်ချက်တွေကို တွဲဆက်ပေးလိုက်ရင် မဖြစ်နိုင်တာမရှိသလောက်ဖြစ်သွားပါတယ်။ဒါကြောင့်နာမည်ကျော်စိတ်ဓာတ်ဗေဒပညာရှင်ဖြစ်သူ William James ကအောက်ပါအတိုင်းပြောခဲ့တာပဲဖြစ်ပါတယ်။လုံဆောင်ခြင်းနဲ့စိတ်ခံစားမှုတွေကအတူတွဲဆက်နေကြတယ်။ဒါကြောင့်စိတ်ပိုင်းဖြတ်မှုကဓာတ်ရိုက်အုပ်ချုပ်ခြင်းခံနေရတဲ့လုံဆောင်ချက်ဆိုတာကိုထိမ့်ချုပ်ပြုပြင်ပေးခြင်းဖြင့်ကျွန်ုပ်တို့ဟာစိတ်ပိုင်းဖြတ်မှုကဓာတ်ရိုက်အုပ်ချုပ်ခြင်းမပြုရင်စိတ်ခံစားမှုဓာတ်ရိုက်ထိမ့်ချုပ် ြုပြင်နိုင်ပါတယ်။ဒီလိုဆိုရင်ကျွန်ုပ်တို့မှာပေါ်ပေါက်လာတဲ့စိတ်ခံစားမှုအနေအထားတွေကိုဘယ်လိုကင်တွင်ရမလဲ။ချင်းချုပ်ရမှာဩစာရှိနိုင်တဲ့နီလန်ကောင်တစ်ခုကတော့မနက်ခင်းအချိန်ကိုအသုံးချတာပဲဖြစ်ပါတယ်။ Barbara Catlin ဆိုတဲ့အမျိုးသမီးရဲ့နီလန်ကိုတင်ပြပါမယ်။မနက်ခင်းအိပ်ရာကနေနိုးလာတဲ့အခါမှာကျေးဇူးတင်ခြင်း၊ပျော်ရွှင်ခြင်း၊မျှော်လင့်ခြင်းတွေနဲ့စိတ်ကိုနှိုးဆွပေးရမယ်။ အနန္တောအနန္တာ၅ပါးအပေါ်ကျေးဇူးတင်စရာတွေကို တွေးတောပြီးတော့ကျေးဇူးတင်ရတယ်။လှုပ်ရှားသွားလာခံစားနိုင်သမျှကျမ်းမာနေမှုနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်ခံစားရပါမယ်။ဒီနေ့အဖို့ကောင်းတာတွေဖြစ်လာစရာအလားအလောင်းညှော်လင့်ဆုတောင်းရပါတယ်။ကျွန်ုပ်တို့ရဲ့မိဘဘိုးဘွားတွေကဖျားအာယုံ ပြူတာနဲ့ဆုတောင်းခြင်းတွေကိုတွဲဖက်ထားခဲ့တာ။ဆုတောင်းခြင်းဆိုတာညှော်လင့်တဲ့စိတ်အနေထားကိုဖြစ်ပေါ်စေတာကြောင့်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ကောင်းကျိုးခံစားရဖို့အတွက်ဆုတောင်းမှုပြုဖို့လိုအပ်ပါတယ်။အစကောင်းရင်အနှောင်းတေးကြပါတယ်။မနှက်ခင်းအစကောင်းလိုက်လို့ရှိရင်နေဝင်မိုးချုပ်ချိန်ကောင်းတာပဲဖြစ်ပါတယ်။ဒီနောက်လက်ငင်းမှာဘယ်စိတ်အနေထားဖြစ်ပေါ်နေတယ်ဆိုစီကမှုလှုပ်တင့်လှုပ်ထိုက်တဲ့အလုပ်လှုပ်ဖို့တာဝန်ရှိတဲ့အလုပ်ကိုလုပ်ရမယ်။အလုတ်လုတ်ချင်တဲ့စိတ်အနေထားဖြစ်ပေါ်နေချိန်ရောက်တော့မှအလုတ်လုတ်မယ်ဆိုရင်အလုတ်တွေဖြစ်မြောက်မှာမဟုတ်ပါဘူး။လုတ်တဲ့နဲ့အလုတ် လောက်ရမဲ့အလုတ်ကိုလက်ငင်းဖြစ်ပေါ်နေတဲ့စိတ်အနေထားကိုဘေးချိတ်ပြီးတော့စတင်လောက်ကင်လိုက်လို့ရှိရင်အချိန်ရလာတဲ့အခါမှာအလုတ်လောက်ချင်တဲ့စိတ်ထားပေါ်ပေါက်လာရပါတယ်။ဒီလိုစိတ်ထားပေါ်ပေါက်လာတဲ့အခါတင်ရတက်တောင်တက်တာနဲ့မျောလိုက်သွားရုံသာရှိပါတော့တယ်။တချို့သောသူတွေကနေ့စဉ်မိမိလုံနေချာမဟုတ်တဲ့အလုတ်တစ်ခုလောက်ရတော့မယ်ဆိုရင်ကြောက်ရွံ့တယ်လို့ခံစားရတာစိတ်ကျဉ်ကျက်ရုံသာမကရုပ်ခန္ဓာကပါတောင့်တင်းလာတဲ့သဘောဖြစ်တယ်လို့စိတ်ဓာဗေဒပညာရှင်များဆိုပါတယ်။ ဒီလိုဆိုရင်ကိုခန္ဓာကို ဖြေလျှော့ပေးဖို့လိုအပ်ပါတယ်။ဟိန္ဒူတို့ရဲ့ဆိုရိုးစကားတစ်ခုမှာမိမိရဲ့ကြွက်သားကိုမထိန်သိမ့်သူကမိမိရဲ့စိတ်ကို မထိန်ကွတ်နိုင်ဘူးလို့ပြောပါတယ်။ညာအိတ်ခန်နီးဖြေလျှော့ခွေပြုလုပ်ရမှာအိယာထက်တွင်ပလက်လှန်လဲလျောင်းပြီးတော့ပြုလုပ်လေရှိကြပါတယ်။ဒါပေမဲ့ဖြေလျှော့ခွေပြုလုပ်တာညာအိတ်ခန်နီးမှာလောက်ရတာမဟုတ်ပါဘူး။နေ့ဘက်မှာလည်းလိုရင်းလိုသလို ပြုလုပ်သွားလို့ရပါတယ်။ အချိန်ကိုလည်းမြမြဆဆကြီးယူစရာမလိုပါဘူးမိနစ်အနည်းငယ်နဲ့ရပါတယ်ညီတနည်းကိုဖော်ပြရမယ်ဆိုရင်တနည်းရာမှာတက်တောင့်တက်တာကလေးထိုင်ပြီးတော့ဒီကုလုံးကိုဖြေလျှော့ချလိုက်ရပါတယ်ကိုခန္ဓာတစ်ခုလုံးမှာကြွက်သားတင်းမာနေတဲ့နေရာဆိုလို့တနည်းရာမှာမရှိစေရစိတ်ကလိုက်လံသတိပြုပြီးလျှော့ချပေးရပါတယ်ဒီခိုက်မှာအသက်ကိုဖြည်းဖြည်းနဲ့ငြိမ်သက်စွာရှူပေးရတယ်ဒါ့အပြင်ရှူသွင်းချိန်နဲ့လေးပြန်ထုတ်ချိန်တွေမှာ ခမန်းကြီးအားဖြင့်ညီမြအောင်ထားပြီးတော့ဖြည်းဖြည်းဝဝရှူသွင်းပြန်ထုတ်ခြင်းတွေကို ပြုလုပ်ရပါတယ်ဒီလိုပြုလုပ်တယ်ဆိုရင်တဖြည်းဖြည်းနဲ့တုံလှုပ်တက်ကြွနေတဲ့စိတ်ဟာလကောင်းတောင့်တင်းကျဉ်ကျက်နေတဲ့ကိုယ်ခန္ဓာလကောင်းငြိမ်သက်ချမ်းသာသွားပါလိမ့်မယ်ဒီခါမှာမိမိရဲ့စိတ်ကို ကောင်းသောသဘောဆောင်တဲ့အနေအထားစီကိုပြောင်းပေးရပါမယ်ပျော်ရွှင်စရာကြည်နူးစရာတွေကိုတွေးတောပေးရမယ်ဒါမှမဟုတ် ကြီးညိုစရာတွေကိုတွေးတောပေးရတယ်။အဲဒီကနေတဆင့်မိမိကိုမိမိအောင်မြင်နေပုံအလူဆန္ဒပြေဝနေပုံတွေကိုအကြီးကားတစ်ချက်တစ်ပွဲရုပ်ပုံဖော်ပြီးတွေးတောပေးခြင်းအပြင်စိုးဝါးတဲ့စိတ်ခံစားမှုအနေအထားဆိုရက်ကိုရင်းအနေရကိုကာကွယ်ကုသနိုင်မှာတော့တယ်။ဒီညလေးမှာတော့စာရေးသူဆရာတက်လုံးရေးသားထားတဲ့ကိုရင်းအနေရဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်။ကျွန်တော်နောက်ထပ်ခေါင်းစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။